ပြီးတော့လက်မှတ်မှုဆိုတဲ့တဘောတော့ဒါနေပြည်တော်ရဲ့အမျိုးသားရေးဆရာတော်တွေများရဲ့လှုပ်ရက်ကသူမှန်ကန်တယ်လို့ဦးစင်းတော်ကလည်းတရားခိုင်တော့ထောက်ခံပါတယ်ဗျအားလုံးလာပါပဲဗျမြန်မာဘာမြန်မာ top 10 channel ကနေသူဆိုပါရယ်မြန်မာ top 10 channel အနေဖြင့်နေစဉ်သတင်းထိုးသတင်းကောင်းများပြည်တွင်းပြပသတင်းများကိုတင်ဆက်ပြတဲ့ channel ဖြစ်ပါတယ်ကျေးဇူးပြု၍အားပေးကြပါအောင်လို့ကျေးဇူးတင်ပါတယ်ဗျာဒီနေ့ကတရက်ဆက်လာပါ2025 ဖြစ်ပါလေ။အဓိကတော့လိုင်းပေါ်မှာကြဲရိုက်နေတဲ့သဘာဝဗလီနဲ့ဖတ်တက်ပြီးမှနေပြီးတော့မြို့သားကြီးတော်တော်ကြီးဆရာတော်ကြီးတွေနဲ့ပေါင်းပြီးမှယာယီဓမ္မတာခေါ်ချုပ်ကြီးနဲ့ဝင်းကြီးချုပ်ခေါ်ချုပ်နော်ဇီဝတာစာတင်ထားတယ်ပေါ့နော်စာတင်ထားတဲ့အားနဲ့ဖတ်တက်ပြီးမှဦးစင်းတို့ကတော့နော်ဘုံမှုကြီးမင်းအောင်လည်းယာယီဓမ္မတာပြောင်းစုကြေတော်စုဓမ္မတာမြန်မာနိုင်ငံတော်တဲ့နော် လောင်တော်ကြီးတို့နဲ့တပည့်တော်တို့ကတော့ထတ်တူရှိပါထတ်တူရှိကြပါဗျာထတ်တူရှိတော့ဒါအကောင်းဆုံးပါလိုင်းပေါ်မှာပြောတာလိုင်းပေါ်မှာပြောနေတာဆိုတာဆိုင်တယ်လို့လက်တွေ့ကောင်းထဲပေါ်လိုက်တာအကောင်းဆုံးပါဗျာရဟန္တာကလူတို့နဲ့အမျိုးသားဆရာတော်များနဲ့လူတို့ကလက်မခံတော့ဘာမှလုပ်လို့မရပါဘူးဗျာဘာမှလုပ်လို့မရပါဘူးဒီတခါကြီးဘူးလက်ဆိုရတော့နေပြည်တော်မှာဗလီမဆောက်ဘူးလို့ပြောပါရအမှန်ဆောက်ပါတယ်အမှန်နေပြည်တော်မှာဗလီရပေးထားပါတယ်၂၀ လာ23ပါပါနေရာတနေရာပေးထားပါတယ်เนาะနေရာတနေရာပေးထားတယ်เนาะအားကြောင့်တို့တွေရတဲ့အခါမှာလဲတို့တွေကအငြိမ်မနေဘဲနဲ့ရွာရင်နာရွာလူရွာသားတွေနဲ့အစမပြေရွာလူများနဲ့မြောက်မူဆလင်ဆိုတော့တချို့မူဆလင်ကဒီအတိုင်းပဲအနေအနေအတိုင်းမတက်ဘူးရရဆိုတော့လဲတို့ကပဲဒါလေးရသွားနဲ့ကာကြောကြီးပဲပိုင်ပြီးသွားပြီးကိုစစ်တပ်ပဲတို့လက်ထက်ရောက်သွားပြီးတို့စစ်တပ်ကိုတို့လို့ချင်လို့လုပ်တဲ့အနေအထားတွေပြောပုံကြတယ်ကြအနေအထားတွေဒီပုံစံတွေလုပ်ပုံကြရွာလူရွာသားတွေ အဲ့တော့ရော်ရော်သားတွေကလည်းမခံမရနိုင်ဖြစ်ပြီးမှငချစ်လူငယ်တွေပေါင်းပြီးမလီเนาะဒီနောက်ပြီးတော့ခမဒီ live မော်မှာကလည်းဒါကြီးอ่ะအချိန်ကြီးတော့ဒီအခု live မော်မှာပြောနေတဲ့တကားဖင်လန်မောင်မောင်တို့တော်တော်များများပြောနေတဲ့သူတွေကဟောင်းဟောင်းစီတို့တော်တော်များများပေါ့အများကြီးပါပြောတဲ့သူတွေကဒီ2023ကပြေးထားတဲ့ဟာကိုဒီချိန်မှအချိန်ကြီးပြောရဲဆိုတော့ပြောစဉ်းစားစရာเนาะစဉ်းစားစရာအချိန်ကြီးချတာเนาะစဉ်းစားစရာဒါ ပြည်သူလူထုကိုတမတော်ပေါ်အထင်လွဲအမြင်လွဲအောင်လုပ်လိုက်တဲ့သဘောပဲเนาะမြို့သားရေးရဟန်းတန်ဃာတော်တွေနဲ့တမတော်နဲ့ရန်တိုက်ပေးလိုက်တဲ့သဘောပဲခြား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 ဟုတ်လားဘဒုဘဒုဖြစ်ဖြစ်ငါတို့ကဝက်ကြီးဗိတ်တက်ဆိုတော့ငါတို့ကအဓိကတော့ဒီပွဲစုအောင်လုပ်ဖို့ငါတို့တာဝန်ဆိုတဲ့ပုံစံမျိုးနဲ့တကယ်လို့လူစိတ်ထဲမှာမြို့သားစိတ်ရှိလို့မဟုတ်မိုးရိုင်းစိတ်တယ်လည်းရှိလို့မဟုတ်မျိုးရိုင်းမနိုင်ကြီးကိုလည်းချစ်လို့ပြောတာမဟုတ်ဘူးကွာနော်။ဒါလေးလည်း သဘောပေါက်ဖို့နော်ဒီလိုမျိုးလူများအနေနဲ့လိုအပ်ပါတယ်ဒါဘာပြောပြောအခုလိုဒါစာတင်တာတွေ့ရတော့နော်နေပြည်တော်မြို့သားရဲ့အဖွဲ့တဲ့ဥဆောင်ဆရာတော်များလက်မှတ်ရေးထိုးပြီးလီဆောက်လုပ်မှုနဲ့ပတ်သက်ကန့်ကွက်စာနိုင်ငံတော်အကြီးကိမားထံတင်ပြရတဲ့နေပြည်တော်မြို့သားရဲ့အဖွဲ့ဥဆောင်ဆရာတော်6ပါးကလက်မှတ်ရေးထိုးပြည်မနာမြို့တွေသစ်စိတ်ပြေရွာထိုက်တွင်ဗလီဆောက်လုံနေမှုနဲ့ပတ်သက်ကန့်ကွက်စာနိုင်ငံတော်အကြီးကိမားထံတင်ပြထားကြောင်းသိရှိရပါတယ်တဲ့ဆရာတော်ဥပညာကဒီကနေ့ဘုန်းတော်တို့အဖွဲ့တဲ့ မဆာကိုတာဝန်ရှိသူများကစစ်ဆေးကိုခေါ်တယ်တဲ့ဟိုးလို့ကလည်းလိုက်ပါသွားကြတယ်တို့တို့စစ်ဆေးမိမဲ့ကိစ္စကိုကြိုတိနေတယ်လေတဲ့ဒီမင်းတဲ့ပိုင်းမှာပဲတဲ့ဘုံဘုံကြီးတို့နိုင်ငံတော်အကြီးအကဲများထံဒီကိစ္စနဲ့ပတ်သက်ပြီးကန့်ကွက်စာပို့ထားယူပါပြီပို့လိုက်တဲ့စာကိုလည်းခေါ်ယူမြင်းမြတ်နဲ့တာဝန်ရှိသူတို့တခုပေးခဲ့ပါတယ်အဓိကအားဖြင့်တော့ဒီမြေနေရာမှာရခင်မူလစိုက်ပျိုးမြေနိုင်ငံတော်ကတိစီထားတယ်တိစီစဉ်ကာလတန်ကြီးပေးခဲ့တယ်မဟုတ်ဘူးတဲ့ နိုင်ငံတော်စီမံကိန်းအတွက်ဒိန်းစီးခဲ့တာဖြစ်တဲ့အတွက်ရွာသားတွေကလည်းနိုင်ငံတော်စီမံကိန်းအတွက်ဆိုတော့ကြည်ကြည်နဲ့နဲ့ကြီးပြေးခဲ့တယ်တဲ့ဒီနေရာမှာအခုလိုဗလီဆောက်တယ်ဆိုပြီးတော့ရေရှည်မှာဘလို့မှအဆင်မပြေဘူးဒါကိုအဓိကထားပြီးတင်ပြတယ်တဲ့မင်ကြားတယ်တဲ့ခုံမင်းပြစေရင်တဲ့ဆရာတော်ဥတုမနာကိုလည်းအခုလိုပဲနိုင်ငံတော်ကခွင့်ပြုထားတယ်ဆိုတော့အပေါ့နိုးနဲ့ရွာလိုရွာသားတဲ့ဟိုနော်ခွင့်ပြုထားတယ်ဆိုတဲ့ဘာလို့နဲ့တဲ့ရွာလိုရွာသားတွေကို ။မရှိမဲ့မြေပြောဆိုလာပြီဒါကိုအစာပဲရှိတဲ့နောက်ဆိုရင်ပြဒနာကတဖြည်းဖြည်းကြီးထွားလာတယ်။ဒါကိုနိုင်ငံတော်အကြီးအကဲတွေတည်စေချင်တယ်တဲ့ပြန်လဲတုံ့တက်စေချင်တယ်တဲ့။နောက်တော့လည်းမြို့သားကြီးဆိုတာထိတ်တိုက်တွေ့ရမယ့်အခြေအနေမျိုးမဟုတ်ဘူးလေတဲ့။အကျိုးအကြောင်းစီလျော်ဆော်ရဲကြဖို့တော့အဓိကပြဒနာမဖြစ်အောင်ဆော်ရဲဖို့တော့လိုတယ်တဲ့။ဒါဆရာတော်ရဲ့အမိန့်ပြားချက်ပေါ့နော်။အလိုတိုင်းနဲ့တမတော်တမတော်နဲ့အလိုတိုင်းဆိုတာကဒါတစ်ထပ်ထဲမှာရှိတယ်အတူတကွရှိတယ်ဘယ်ရာပဲလို့လို့ဆရာတော်ကြီးကြီးဟောလာဆရာတော်ဘုရားကြီးကြီးရဲ့ဒါနော် ရဲ့အသက်ကိုလည်းနားထောင်ဖို့နိုင်ငံတော်နော်နေနဲ့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုဒါဒီပြပါခြင်းပြောသွားခြင်းဖြစ်ပါလေပါနော်နောက်ပြီးတော့တောင်လူတွေရဲ့လေယာမြေတဲ့တောင်လူတွေကနိုင်ငံတော်အတွက်ဆိုလို့ရှိရင်တော့ဒါတိတ်နာပါရှိဘူးပေါ့နိုင်ငံတော်အတွက်တိတ်နာပါဖြစ်ဘူးဒီလိုနေရာမှာနိုင်ငံတော်အတွက်ဘုံနဲ့ဗလီအတွက်ဖြစ်သွားတော့ဒါဥစဉ်တို့တိရတဲ့လောက်ကတော့ခရိယာကိုလည်းပေးတယ်ဟိန္ဒူကိုလည်းပေးတယ်ဗလီကိုအစ္စလာမ်ကိုလည်းဒီခရစ်မတ်နေ့မှာပေါ့နော်2023မှာလက်ဆောင် ခန်းလားနဲ့လှုပ်ပေးလိုက်တယ်လို့ဦးဇင်းတို့ကတည်ရတာပေါ့နော်ဦးဇင်းတို့တည်ရတဲ့အနေအထားကိုပြောပြခြင်းဖြစ်တယ်နော်ဒါဆရာတော်ကြီးစီပြောက်ပြောလဲဆရာတော်ကြီးရဲ့စကားအဲ့လိုကြားတာဦးဇင်းတို့ကြားတယ်ကြားတယ်နော်ဆိုင်တော့အေးငါလည်းဒီမနေပြီတော့မှဆောက်ဖို့အတွက်ငါတို့လည်းဟုတ်လားဇင်းသာကြီးကြီးဆောက်ဖို့အတွက်ကာကျိုးစီတောင်းရမှာကွာတဲ့အလူခံရမှာကွာတဲ့နော်ဆရာတော်ကြီးတော့ပြောပြောတယ်ပေါ့ဗျာနော်ပြောတယ်ပေါ့နော်တော့ဦးဇင်းတို့ကတော့ဘာပြောပြောမြို့သားကြီးနဲ့ထပ်တူဦးဇင်းတို့ဒီ ်တမရော်ချစ်တာဘောမာချင်မဟုတ်ပေါ့ဗျတမရော်ဒီနိုင်ငံနဲ့အကျိုးစီးပွားကိုကိုတိုင်းပြည်ကိုဘာသာနာကိုကောက်ွက်ဆောက်ရှောက်မဲ့သူဆိုပြီးမှဥစဉ်တော့ရောကြီးမှုအပြည့်အဝနဲ့တမရော်ထောက်ခံခြင်းဖြစ်ပါတယ်တမရော်ဒီဘယ်တော့မှအမျိုးသားရေးကိုတစ္ဆာမဖောက်ဘူးဆိုတဲ့เนาะခိုင်ကျက်နဲ့ရောကြီးမှုနဲ့မူကြောင့်ဥစဉ်တော့တမရော်ကိုအစင်ဆိုင်ဒါအတက်အန်ရဲ့ဂျားကနေဆဲချောက်မှုဂျားကနေလက်တွေ့လက်ဥစဉ်တော်တက်အန်ဆဲချောက်ခါရတာလေ ဒါပြောရင်ဖရဲဒီဒီရဲ့ညာမှုခံရတာလေဒါဥစဉ်တော့ဖရဲဒီဒီရဲ့မလို့မုံတူးမှုဆောင်ရတာလေဒီနိပိတ်အကြဖက်မှုတွေရဲ့ရာဆောင်မှုခံရတာလေဥစဉ်တော့မျိုးမျိုးဖြတ်ကျော်ပြီးမှမျိုးမျိုးဖြတ်ကျော်လက်ရှိလည်းဥစဉ်တော့ဒါတွေဖြတ်ကျော်နေရလက်ရှိလည်းလူတွေဥစဉ်တော့မှလည်းခံနေရတဲ့ အနေထားရင်ဆိုင်ပြီးမှဦးစင်းတို့ကတမတော်ကိုချစ်ထားပါတမတော်ကိုထောက်ခံတာပါဦးစင်းတို့ကလေတိုင်းဘော်ကနေတမတော်ကိုပါဇက်နဲ့ထောက်ခံတယ်ပါဇက်နဲ့ဝိုင်းရနေခြင်းမဟုတ်ပါဘူးမြေမြမှာအကောင့်ထက်လက်တွေခေါ်ပြီးမှလည်းထောက်ခံတယ်လို့ဒီလူငယ်တွေလည်းလမ်းမမရောက်အောင်အချမ်းဖက်မှုတွေရောက်မတော့အောင်ထိမ့်သိမ့်နိုင်ခဲ့တာလေဦးစင်းတို့တခါကြီးတို့အတီးဆုံးပါပဲအဲ့တော့ဦးစင်းတို့ကတော့ပြောပြီးပဲမြို့သားကြီးနဲ့ဒီနေပြီးတော့မြို့သားကြီးအဖွဲ့နဲ့ဦးစင်းတို့ကတော့တစ်ဆက်ဆက်ရှိတယ်ဦးစင်းတို့အနေနဲ့နိုင်ငံတော်ကတကယ် ခွင့်ပြုရင်ဘာမှမတတ်နိုင်ဘူးလေကောက်ွက်ဖို့တော့ဦးဇင်းတို့လည်းကျေနပ်လာလာမင်းတော့မကျေနပ်ဘူးပေါ့ဗျာမမကျေနပ်ဘူးမကျေနပ်ဘူးဒါဘုံပွက်လေးလင်းပြောရလို့ရှိရင်ဟုတ်လားဦးဇင်းတို့ဒါပေမဲ့ဒီလိုဟာမျိုးဆိုရင်မြို့တိုင်းအားစုအများစုရဲ့ဒီ live mode ကနေကိုစော်ဖိုးရင်းလို့ပေါ့နော် live mode ကနေပါးစပ်နဲ့ပြီးမသွားပဲနဲ့ကိုစော်ဖိုးရင်းကိုလက်ခုတ်တန်နဲ့အားပေးကြတယ်ဗျာအများကြီးအားပေးကြတယ်ဟိုဒီကြခုထောင်စားတောင်တွေ့မဲ့သူတွေမရှိကြဘူးပေါ့နော်ဥစဉ်တို့ပြောချင်တာကဒီတကယ်ဒီဟာကြီးကိုခင်ဗျားတို့က တကယ်စူပူမှုမဟုတ်ခဲနဲ့မြို့သားရဲသမိုင်းနဲ့တတ်မတော်ဘူးထိတ်တဲ့ရင်ဆိုင်တဲ့ရာလိုက်ခိုင်းရာလိုက်တာမဟုတ်ဘူးဆိုလို့ရှိရင်ခင်ဗျားတို့ကိုယ်တိုင်လည်းဒါလက်မှတ်တွေထိုးပြီးလက်မှတ်တွေနဲ့ကောက်ကောက်ဖို့လက်မှတ်နေပြီးတော့မှရှိတဲ့ဒါလူတွေလည်းလက်မှတ်တွေထိုးမယ်ထိုးပြီးမှမြို့သားရဲရဟန်းမြန်မာနိုင်ငံမှာရှိတဲ့ရဟန်းတန်ကတော့လက်မှတ်ထိုးမှာကာချုပ်ကာချုပ်ကြီးစီကိုဒီလိုကန့်ကွက်စာတွေတင်ဖို့တော့လိုအပ်တယ်လို့ဦးစင်းကတော့တုံ့တက်ချင်ပါတယ်ဗျာနော်တုံ့တက်ချင်ပါတယ်ဒါတော့မြို့သားရဲတက်မတော်နဲ့တက်မတော်နဲ့မြို့သားရဲမြို့သားနဲ့တက်မတော်ကဒါစီလုံးညွညွမှုနဲ့ ဒါကာကြောစီကိုဒါဒါမကျင်နိုင်ဘူးဒါတွေကိုတင်ပြတာတော့မကျင်နိုင်ဘူးဒါတွေကိုလက်မခံဘူးဆိုတော့ဒီလိုကြီးဘလီဂျီစောက်ခွန်ပြောလက်မခံဘူးဆိုတော့တဘောတော့ဒါနေပြည်တော်ရဲ့အမျိုးသားရေးဆရာတော်ရဲ့များရဲ့လောက်ရကသူမှန်ကန်တယ်လို့ဦးစင်းတော်ကလည်းတရားခိုင်တော့ထောက်ခံပါတယ်ပြအားလုံးလာပါပဲဗျာ